လက်မောင်သေးအောင် transect kitbat တွေ transect extension တွေဝင်နေပြီမယ်လက်မောင်မသေးဘဲနဲ့လက်မောင်ကြီးနေလို့ခံစားရတာဘာကြောင့်လဲဆိုတာကိုနည်းနည်းဒီနေ့မှရှင်းပြပေးမယ်နော်ပထမဆုံးတစ်ခုကတော့ဒီထိုင်လို့ဒီလိုမျိုးလက်မောင်သေးတဲ့ခါကြောင့်လို့ရှင်အရှိကိုင်းပြီးတော့အနောက်ကိုဆန့်ပြီးသွားတဲ့ဟာကိုဝင်တဲ့ခါကြောင့်လို့ရှင်တော်တော်များများကဒီရဲ့လက်မောင် ပြော့နေတဲ့နေရာ tricep ကို focus မထားဘဲနဲ့လက်မအောင်ရှေ့ကို focus ချပြီးဝင်ထားပေးတယ်။ဒီလိုမျိုးကွေးတယ်ပြန်ဆက်တယ်ကွေးတယ်ဆက်တယ်ဆိုလို့ရှိရင်တော်တော်များများကဒီလက်မအောင်ရှေ့ကိုပဲ focus ချပြီးဝင်တယ်။အဲ့ခါကျတော့ရှင်တဲ့ထားကလက်မအောင်ကမလိုအပ်ပဲနဲ့ကြီးလာတတ်တယ်။အဲ့ဒါကိုနေထားတော့ဘလို့ဝင်ရမလဲဆိုလို့ရှိရင်တော့တတော်ကွေးထားတဲ့ခါကျရင်အရှိလာတဲ့ခါကျရင်နေထားတော့ဘာအားမမထည့်ထားပဲနဲ့အနောက်ကိုဆန်တော့မှပဲလက်မအောင်ရင် tricep ကိုရအောင်ဆွညစ်ထားပေးမယ်။ဒီတိုင်းလေးပဲဝင်ထားပေးမယ်။တကယ်လို့ကိုကဒီဟာကအလေး 3kg သုံးထားတယ်နော်။ဒါကိုကမနိုင်ဘူးဆိုလို့ရှိရင်တော့ 1kg ဒါမှမဟုတ် လို့ရှိရင်2.5 kg 2 kg သုံးပြီးဝင်လို့ရတယ်လက်မအောင်တော့ကိုပဲ focus ချပေးရမယ်နော်တရားတစ်ခုကတော့ natural transect extension motion transect curve ကိုဝင်တဲ့ခါကျလို့ရှိရင်လေးဒုံးကင်ထားတယ်နရွေးတဲ့တောင်နဲ့ကတ်ထားမယ်စံထုတ်တဲ့ခါကျလို့ရှိရင်တော်တော်များများကနရွေးတဲ့တောင်နဲ့မကတ်ထားဘဲနဲ့ဘီဘက်ကိုကားတဲ့ခါကျလို့ရှိရင်လက်မအောင်ကိုမထီတော့ဘူးပြီးပါလို့ရှိရင်ညီမတို့တထောင်ကဒီရဲ့ကိုရဲ့မျက်လုံးမြင်ကွင်းထဲမှာတထောင်ကအရှိရောက်နေတယ်ဆိုလို့ရှိရင်တော့လက်မအောင်မထီတော့ဘူးအဲ့တော့နရွေးတဲ့တောင်နဲ့ကတ်ထားပြီးမယ်တထောင်ကနရွေးပေးမှာပဲရှိထားပြီးမယ်နရွေးတဲ့တောင်နဲ့ကတ်ထားပြီးတော့ဆွဲတင်ထားပြီးမယ်ဆွဲတင်တဲ့ခါ ါကြလို့ရှင်လက်မောင်းရအောင်ဆွညစ်ထားပေးမယ်ကိုင်းမယ်တောက်ထားပြီးတော့ဒီတိုင်းဝင်လေရတယ်။ဒါအောင်နည်းနည်းလို့ plate ပြားနဲ့သွားမယ်ဆိုလို့ရှင်လည်း plate ကိုဒီလိုပုံစံမကင်ထားပဲနဲ့ဒီလိုအတွင်းဘက်ကနေကင်ထားပေးမယ်လက်ကိုဆန့်ထားပေးမယ်နှရွေးတဲ့တောင်နဲ့ကပ်မယ်ဆန့်ထုတ်ထားပေးမယ်နန်းထရိုးကိုယ့်အကူဘယ်လိုဆက်ရမလဲဆိုရင်ကိုယ့်ရဲ့မြင်ကွင်းထဲမှာကိုယ့်ရဲ့တထောင်ကိုပေးမထွက်လာပဲနဲ့နှရွေးတဲ့တောင်နဲ့ကပ်ထားပြီးတော့ဝင်ထားပေးမယ်ကိုင်းမယ်ဆန့်ထုတ်ထားပေးမယ်ဘယ်လိုပဲသွားနန်းထရိုးဒီရဲ့ try set မှာဆယ်ကိုပဲ focus ထားပြီးတော့ဝင်လို့ကိုယ်ကလုပ်မယ်နော် ဒီကွာနဲ့ထားလို့ Facebook ကိုဝင်တဲ့ခါကျရင်ဒီမှာနဲ့ထားအလေးတစ်ထုံးနဲ့ပဲသွားပြပေးမယ်နော်လက်ကိုပဲတိကျကြည့်ထားပေးမယ်လက်ကိုပေါ်လေးစန့်ထားပေးမယ် ဆန်တဲ့ခါကျရင်လက်ကပခုံးတဲ့တံတန်းနဲ့ပဲဆွဲချတဲ့ခါကျလို့ရှင်ဒါဒံမင်ကတထုံနဲ့ဖြစ်တဲ့ကြောင့်လို့နှစ်ဖူးပေါ့ကိုဆွဲချမယ်ပြန်ဆန့်ထားပေးမယ်။ဒါကိုတထောင်ကိုညင်ထားပေးမယ်ဆန့်ထုတ်ထားပေးမယ်လက်မောင်းမယ် focus ချပြီးတော့ဝင်ထားပေးမယ်။အဲ့ဒါတော်တော်များကဝင်တဲ့ခါကျရင်တထောင်ကဒီလိုမျိုးလှုပ်နေတာတော့ဒါမှမဟုတ်ဘူးဆိုလို့ရှင်ခွေချတဲ့ခါကျရင်တထောင်ကဒီလိုအောက်ကိုရောက်နေတာတော့ဒီလိုမျိုးသွားနေတာဆိုလို့ရှင်လက်မောင်းမထီတော့ဘူး။လက်ကပခုံးတဲ့တံတန်းနဲ့ဆန့်ထားပေးမယ်နှစ်ဖူးပေါ့တက်တရနေပြီးတော့ဆန့်ထုတ်ထားပေးမယ်။ဒီဟာကိုသွားတဲ့ခါကျလို့ရှင်နေထရဒီရဲ့ try set muscle ကိုပဲ focus ချပြီးတော့ဝင်ထားပေးမယ်။ဒါမှမဟုတ် ဆိုလို့ရှိရင်ကိုကကွေးချနေပြီမဲ့လက်မောင်းမသေးတော့ဘဲနဲ့ဒီရဲ့ဘိုင်းဆက်ကိုတွန်းညှစ်မိတယ်ဆိုလို့ရှိရင်တော့လက်မောင်းကတင်းပြီးတော့ကြီးလာသလိုခံစားရမယ်နော်ဒီနေ့မှာတော့လည်းထက်ကတော့လက်မောင်းသေးဖို့ဒီကျင့်ခန်း၃မျိုးကိုအသေးစိတ်ပြောပြပေးထားရအောင်နော်